ရေအောက်မှာရက်တရာကျော်စိမ်းနဲ့နေခဲ့ပြီးကမ္ဘာစံချိန်ချိုးခဲ့တဲ့ဂျာမန်အမျိုးသားဟိတ်တရုရဲ့ဂျာမနီလေကြောင်းအင်ဂျင်နီယာတဦးဖြစ်တဲ့ဂျူဒီဂါကိုဟာရေအောက်မှာအချိန်ကြာကြီးနေထိုင်သူဖြစ်ကမ္ဘာစံချိန်မှတ်တမ်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်သူဟာပနားမနိုင်ငံကမ်းရိုးတန်းရဲ့မလက်မကမ်းရေအောက်မှာရှိတဲ့အခန်းငယ်တစ်ခုထဲမှာရပောင်း120လောက်နေထိုင်ခဲ့တာပါ။အဲ့ဒီအခန်းငယ်ဟာပင်လယ်ရေအောက်36ပေလောက်မှာရှိပါတယ်။ လော်ရီဒါပြည်နယ်ကအိုင်တခုမှရှိတဲ့ရေအောက်အိမ်တခုမှရက်တရာနေထိုင်ခဲ့တဲ့အမေရိကန်နိုင်ငံသားဂျိုးဆက်ဒီတူရီရဲ့စံချိန်ကိုကိုကချိုးပြနိုင်ခဲ့တာပါအခုလိုစံချိန်ချိုးနိုင်ခဲ့လို့ကိုဟာရှမ်ပိန်ခွက်ကိုကိုင်းမြောင်းဆက်လိခင်းရင်နဲ့အောင်ပွဲခံခဲ့ပါတယ်ကိုရဲ့ရေအောက်ခခန်းငယ်ထဲမှာအိယာကတဲ့အိမ်သား TV ကွန်ပျူတာအင်တာနက်ပြင်မြင့်ချိန်ခန်းစပီးလိုမျိုးခင်မိအသုံးဆောင်တွေလည်းရှိနေပါတယ်ပင်လယ်ရေမျက်နှာပြင်ထက်မှာဆိုလာများတွေထားပြီးတော့နှင်းစစ်တအားရယူထားပြီးတော့ကိုစီမှာလိုရမယ့်အရင်မီးဆက်တခုလည်းရှိခဲ့ပါသေး အခန်းငယ်တွေကသူ့ရဲ့လှုပ်ရှားမှုတွေကိုကင်မရာလေးလုံးနဲ့ရိုက်ကူးခဲ့ပါတယ်။ဒါဟာသူ့ရဲ့နေ့စဉ်လှုပ်ရှားမှုကိုရိုက်ကူးဖမ်းယူဖို့သူ့ရဲ့စိတ်ကြမ်းမာရေးအခြေအနေကိုစောင့်ကြည့်ဖို့နဲ့စံချိန်တင်တဲ့ရက်မတိုင်ခင်ရေဘော်ကိုတက်မလာဘူးဆိုတဲ့ထောက်ထားတွေကိုပြသဖို့အဲ့ဒီလိုရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဒီဝေလာငါးရဲ့ဥပောက်မှာချုံထွက်နေတာကဥယျာဉ်လုံးဝမဟုတ်ပါဘူး။အတိတ်ဒေတာဝေလာငါးပြူရဲ့ဥပောက်မှာရှိနေတာကဥဂျိုလို့လူတွေကအထင်မှားတတ်ပါတယ်။ တကယ်တော့ဒါကဥချိုလုံးဝမဟုတ်ပါဘူးဒီဝေးလာ၅ပြူပိုင်းဆိုင်ထားတာကရှေးလျားတဲ့သွားတချောင်းသာဖြစ်ပါတယ်ပြီးတော့ဝေးလာ၅ပြူတွေကမှအထီးတွေကသာဥချိုနဲ့တူတဲ့ဒီလိုသွားကိုပိုင်းဆိုင်ထားကြတာပါတခါတလေမှာဝေးလာ၅ပြူတွေကဒီသွားကိုအသုံးပြုပြီးတော့အမဲလိုက်ရှာဖွေစားတောက်တတ်ကြပါတယ်ပြီးတော့လည်းဒီသွားချုံကြီးကမကြုံးမနေဘဲနဲ့ခန်းစားရွယ်တတ်ပါသေးတယ်ဘာကြောင့်လဲဆိုတော့ဒီသွားမှာဆိုရင်အာယုံကျောပေါင်းအများဆုံး၁၀တန်းလောက်ထိကိုရှိနေတတ်လို့ပဲဖြစ်ပါတယ် ဒီချုံထွက်နေတဲ့သွားကဒီဝေလာ၅ဖြူတွေအတွက်နောက်ထပ်နီးလန်းတွေနဲ့အသုံးဝင်နေပြန်ပါသေးတယ်။ဘလို့နီးလန်းလဲဆိုတော့ဒီသွားကဝေလာ၅ဖြူအတွက်သာမိုမီတာတစ်ချောင်းဝင်မျိုးဆောင်ရွက်ပေးပြန်လို့ပါ။ဒီသွားကြောင့်ပဲဝေလာ၅ဖြူကရေထဲမှာအမျိုးမျိုးပြောင်းလဲနေတဲ့အခုချိန်ပမာဏကိုသိရှိနိုင်နေသေးတာဖြစ်ပါတယ်။သူတေတီတွေယုံကြည်ရာတစ်ခုကဥကောင်းထိပ်မှာချုံထွက်နေတဲ့သွားကခံစားမှုအာရုံပြင်းထန်လို့နေတယ်။ ဒါကြောင့်ဝေလာ၅မြူတွေကတစ်ကောင်နဲ့တစ်ကောင်ဒီသွားတွေနဲ့ပွတ်တိုက်ပြီးတော့အချင်းချင်းဆက်သွယ်စကားပြောဆိုနိုင်ကြတယ်လို့ယုံကြည်နေတာပဲဖြစ်ပါတယ်။ဒီလိုဘိုးသူတရာရွေရာအကြောင်းအရာတွေကိုထပ်မံကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ Best Media Channel လေးကို Like and Follow လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်ရှင်။အသားတွေကိုအရင်လိုရေလုံးမပြုတ်တော့ပဲအရသာရှိရှိချက်စားလာတဲ့ဟဆာပဲလူမျိုးစုပြည်သက်တို့ရဲ့ဟဆာပဲလူမျိုးစုကတော့တန်ဇီးနီးယားဖွာအမဲလိုက်လူမျိုးစုပါ။ တို့ကိုတွေးလိုက်ရင်အမဲလိုက်လို့ရတယ်မြောက်တရေသမင်းစတဲ့တောကောင်သားတွေကိုရေလုံးပြုတ်ပြီးတော့စားတော့ကြဒါမှမဟုတ်မီးဖုတ်ပြီးတော့စားတော့ကြပါတယ်ရလာတဲ့အမဲကိုအတူဝိုင်းဖွဲ့ပြီးဓာတ်နဲ့နှီးပြက်ရေးဆေးပြီးမီးဖို့ပေါ်တင်ရေနဲ့ပြုတ်ပြီးတောက်ကြစားကြတာပါတခါတလေဒီအတိုင်းအစိမ်းစားလို့ရတဲ့ဝမ်းနှင်းကလီစားတွေကိုအစိမ်းစားကြတာလည်းရှိပါတယ်ဒါကတော့ခင်မီလူအဖွဲ့စီမှာအစားတောက်စားပြတဲ့ပုဘလော်ကာတွေတောင်စားနေကြတဲ့အရာတွေမို့လို့တိတ်တော့မထူးဆန်းလာပါဘူး။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့သူတို့ရဲ့ချက်ပြုတ်မှုတွေကအဆင့်မီလာခဲ့ပါပြီ။ အသားတွေကိုအရင်လိုရေလုံးပြုတ်ပြီးမစားတော့ဘဲနဲ့အဲ့ဒီထဲကိုခရမ်းကျင်သီးအာလူးငရုတ်ပွားငရုတ်သီးခေါ်ပြီးစတဲ့အသီးရွက်တွေကိုဝေးဝေးဆဆထည့်ပြီးတော့ချက်ပြုတ်စားလာကြတာတွေ့ရပါတယ်။ဒီအသီးရွက်တွေကိုသူတို့စိုက်ပျိုးထားတာတော့မဖြစ်နိုင်ပါဘူး။ဖြစ်နိုင်တာကတော့အမဲနိုင်လို့ရလာတဲ့အသားတချို့ကိုပဲပြန်ရောင်းချပြီးတော့ဒီအသီးရွက်တွေကိုဝယ်ယူကြတာလား။ထာမမို့သူတို့အကြောင်းကိုဗီဒီယိုတွေရိုက်ပြီးတော့ YouTube မှာတင်တဲ့သူတွေကပဲသူတို့ကိုဝေကြီးပြန်လည်ခွဲဝေပေးတာလားသူတို့ကပဲဒီအသီးရွက်တွေကိုဝယ်ယူပေးတာလားတော့မသိပါဘူး ဒါတွေကတော့ဖြစ်နိုင်နေဖြစ်နိုင်စီတွေပါ။ဘဲကပဲရရအခုလိုအရသာရှိရှိချက်ပြုတ်စားတော့တဲ့အတွက်တို့အနေနဲ့တော့အရင်ကထက်ပိုစားကောင်းနေမှာအသေးချာပါပဲ။ဗီဒီယိုလေးကိုအဆုံးမြင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။